1996ခုနှစ်တုန်းကကဲရီတနီးယားမှာလူတယောက်ဟာပြင်းနေဂျူမန်ရေစရဲဘုတ်ကလေးတစ်ခုကိုတွေ့ရှိခဲ့လို့အဲ့ဘုတ်ကလေးကိုယူသွားကသူ့ရဲ့သားကိုပေးခဲ့ပါတယ်။ဒီအချိန်ဘသူကဘုတ်ကလေးဆော့သေးလို့လည်းပြောရင်းနဲ့ဘုတ်ကလေးကိုတိတ်ခွေ့စီပေါ်တင်ထားပြီးနောက်သူ့ရဲ့ဆော့လက်သားကင်းကိုဆော့ဆော့နေလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါမှာအဲ့ဘုတ်ကလေးကနေအလင်းရောင်တွေဖြာထွက်နေခဲ့ပါတယ်။အဲ့အလင်းရောင်တွေကြောင့်ကောင်လေးလည်းသွားသွားပြီးတိတ်ခွေ့စီပေါ်ကဘုတ်ကလေးကိုထားယူလိုက်ပါတယ်။ဘုတ်ကလေးကိုဖိရှိတဲ့အခါမှာတော့ ဂျူမန်ရီလို့ရေးထားတဲ့တိတ်ခွေလေးကိုတွေးလို့တိတ်ခွေကိုဂိမ်းဆက်တွေကိုထည့်လိုက်တဲ့အခါမှာတော့အလင်းရောင်လေးနဲ့အတူကောင်လေးလည်းပျောက်ဆုံးသွားခဲ့ပါတယ်။နှစ်ပေါင်း20ကြာတဲ့အခါစပန်ဆာတို့ရဲ့ကောင်လေးဟာဂိမ်းကစားနေရင်တငယ်ချင်းဖြစ်သူဖရစ်ကမိနစ်20အတွင်းငါ့ကိုငကြောင်အရေးအရှိမလားတွေးလို့ message ပို့လာခဲ့ပါတယ်။စပန်ဆာလည်းချက်ချင်းပဲထားကဖရစ်နဲ့တွေ့ဖို့ပြင်ပါတော့တယ်။အဲနောက်စပန်ဆာနဲ့ဖရစ်တို့နှစ်ဦးအဲ့အရေးရှိမှာစုံကြပါတယ်။စပန်ဆာက အင်းကနေပရင်ထုတ်လာတဲ့စာရွက်ကိုဖရစ်ကိုပေးခဲ့ပါတယ်။ဒီအပပယက်အင်းစာအတူလို့ဖို့ပြောတဲ့အချိန်မှာတော့ဖရစ်ကစကားလမ်းကြောင်းလွှဲပြီးသူ့ကိုလာနောက်ဆက်တဲ့လူမဲမလေးရဲ့ကားပေါ်ကိုတက်သွားခဲ့ပါတယ်။စပန်ဆာတယောက်ဖရစ်ကိုငယ်ချင်းတော့မဟုတ်ဘူးလို့ရင်းယူနေတဲ့အချိန်မှာအင်းလေးကလူကြီးကမင်းပါပြောလိုက်တာလေလို့မေးလိုက်ပါတယ်။စပန်ဆာကငယ်ချင်းနဲ့စကားပြောနေတာပါဆိုပြီးပြန်ဖြေခဲ့ပါတယ်။လူကြီးကမင်းလာရောက်နေတဲ့နေရာကိုမင်းတတိထားတဲ့ဒီကဘာကြီးက မင်းတို့ကလေးတွေကိုဝါမျိုးနေတာဆိုပြီးပြောလိုက်တဲ့အခါမှာတော့စပန်ဆာဟာကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အရင်အလားပါကြိုက်ပြီးဆိုရှယ်ကြတဲ့ဗနင်ကစာဖြေခန်းထဲမှာသူမရဲ့တငယ်ချင်းနဲ့ဗီဒီယိုခေါ်ပြောနေခဲ့ပါတယ်။သူမရဲ့နောက်မှာဆီယမရောက်လာပြီးတရားသူအတွက်အနောက်အရှေ့ဖြစ်စီမဲ့အရာကိုမလုပ်ဖို့ပြောလိုက်ပါတယ်။အားကစားလုပ်တဲ့အချိန်မှာလဲဗနင်ဟာနောက်ကျမှရောက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့မာတာဆိုတဲ့ကောင်မလေးကအားကစားချိန်မှာ ားကစားမလုပ်ရှင်လို့အားကစားဆရာမကိုပြောနေပါတယ်။ဆရာမကလည်းဒီပေါ်လုံးပြင်အားကစားဟာလိုအပ်ကြောင်းပြောရင်သူတို့နှစ်ဦးငင်းခုန်နေကြပါတယ်။သူတို့ငင်းခုန်နေကြတာကိုကြည့်နေတဲ့စပန်ဆာဟာမာတာကိုကြည့်ရင်လူဆိုးမလေးလို့ပြောနေခဲ့ပါတယ်။စပန်ဆာတရားကျောင်းရည်ရုံခန့်ကစင်ကိုစားကိုရရှိခဲ့ပါတယ်။အကြောင်းကတော့ဖစ်ကိုသူရေးပေးခဲ့တဲ့စာချုပ်ပဲဖြစ်ပါတယ်။ဖီဒီယောစပန်ဆာကိုဒေါတာထွက်နေခဲ့ပါတယ်ဒီလိုနဲ့စပန်ဆာဖရစ်ပတ်နီ မာတာတို့နေဦးဟာကျောင်းမှာအပြစ်လုပ်ထားတဲ့အတွက်ကြောင့်အပြစ်မေးတဲ့အနေနဲ့သူတို့လေးယောက်ကိုရှုပ်မနေတဲ့အခန်းကိုတန်ရှင်းရင်လောက်ခိုင်းခဲ့ပါတယ်။တန်ရှင်းရင်လောက်နေတော့ဖရစ်ကဂိမ်းစက်လေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဂိမ်းကိုမြင်ရင်မနေနိုင်တဲ့စပန်သာကတော့တီဗီနဲ့ချက်ချင်းပဲစတင်ချိန်ဆက်ပါတော့တယ်။တီဗီကိုဖွင့်လိုက်တဲ့အချိန်မှာပဲဝဲခန့်သူဂျူမန်ဂျီဆိုတဲ့စာပေါ်လာပြီးသူတို့လေးဦးကြိုက်နေတဲ့တဲ့ဂိမ်းစက်ကောင်ကိုရွေးချယ်ခဲ့ပါတယ်။ရွေးချယ်လိုက်ပြီးနေမကြာမီပါပဲဂိမ်းစက်တွေကအလင်းရောင်တွေထွက်လာပြီး ူတို့လေးယောက်ကိုဂိမ်းထဲကိုဆွဲခေါ်သွားပါတော့တယ်။ဂိမ်းထဲရောက်တဲ့အချိန်မှာတော့သူတို့လေးယောက်တယောက်ကိုတယောက်အစပိုင်းမှာတော့မမှတ်မိကြပါဘူး။ညံကောင်းတဲ့စပန်ဆာကတော့သူတို့ရွေးချယ်ထားတဲ့ဂိမ်းဆက်ကောင်းလေးဆိုတော့ကိုသိသွားခဲ့ပြီးကျန်းတဲ့၃ယောက်ကို ရှင်းပြလိုက်ပါတယ်။အလားအပါချိန်တဲ့ပန်နီကတော့သူရွေးချယ်ထားတဲ့ဆက်ကောင်ဟာဝတ်တုတ်ကြီးဖြစ်နေတဲ့အတွက်စိတ်ညစ်နေခဲ့ပါတယ်။စိတ်ညစ်နေတဲ့ပန်နီကို ရေမြင့်ကြီးတကောင်ကပြေးပြီးကြိုက်စားလိုက်ပါတယ်။မကြခင်မှာပဲ ကောင်းကင်ကအတန်အတန်ပေါ်လာပြီးပက်ဒနီပြန်လည်ပြောက်ကျလာခဲ့ပါတော့တယ်။စပန်ဆာ၊ဖရစ်၊မာတာတို့တော့ပက်ဒနီကို အစီအပြေလာလို့မေးနေတဲ့အချိန်မှာပဲတိုးတွေကရင်းနေတယ်။သူတို့နောက်ကိုလိုက်ပါတော့တယ်။သူတို့လေဦးပြင်းနေတဲ့အချိန်မှာပဲကားတစီးနဲ့လူတယောက်ရောက်လာကဝဲခန့်သူဂျူမကြီးလို့ပြောပြီးကားပေါ်ကိုအမြန်တက်ခိုင်းပါတော့တယ်။မာတာကသူ့ကိုဘယ်သူလဲလို့မေးလိုက်တဲ့အချိန်မှာနိုင်ဂျယ်ဘစ်နေလေလို့မိတ်ဆက်ခဲ့ပါတယ်။ညင်ကောင်းတဲ့စပန်ဆာကချက်ချင်းပဲထိုလူကို ဂိမ်းဆက်ကောင်နဲ့တိတ်သွားခဲ့ပါတယ်။ထို့သူကဂျူမန်ဂျီကစီစာမိနေပြီဆိုပြီးပြောကစွမ်းစားလက်ထဲကစာအိတ်ကိုဖိဖက်ခိုင်းပါတယ်။စာအိတ်ထဲကစာကိုဖလိုက်တဲ့အခါဘာဘတ်ဆိုတဲ့သူကဂျာဂောဘိတ်ဘုံကိုရှားသိသွားပြီးအဲ့ရုပ်သူကြီးရဲ့ထိတ်ကကြောက်တုံတုံကိုဖြုတ်ယူလိုက်ပါတယ်။ယူလိုက်တဲ့အချိန်မှာပဲသူ့ကိုအမတို့ကခုံးလွှဲသွားပြီးဂျူမန်ဂျီကတတော်ဝါတွေကိုအုပ်ချုပ်ဖို့ကြံစီပါတော့တယ်။ထို့အရာကိုသိသွားတဲ့အနိုင်ရှင်ကယေတနာတော်ကိုခိုးပြီးထွက်ပြေးခဲ့ပါတော့တယ်။ စာမှတ်ပေးတဲ့အခါမှာတော့နိုင်ရယ်ကတကူယူလာတဲ့စေတနာတော့ကိုစပန်ဆာကိုပေးပြီးဖျားပေးတဲ့စမ်းရည်ကိုအသုံးချပြီးကြောက်တုံးကိုစက်တဲ့ကောင်းပေါ်ကိုပြန်တက်ဖို့ပြောသွားခဲ့ပါတယ်။အဲနောက်တကားကိုဖွင့်ပြီးဂျူမန်ဂျီကိုကဲတင်ပါဂိမ်းထဲကထွက်ချင်ရင်ဂျေစာကိုဖြည့်ပြီးသူ့နာမည်ကိုအကျယ်ကြီးအော်ဖော်လိုက်ပါလို့ပြောပြီးညီပုံကိုပေးကာထွက်သွားခဲ့ပါတော့တယ်။စပန်ဆာကသူ့လက်ထဲကယူတနာကိုဖရစ်ကိုပေးပြီးခရီးဆက်ကြပါတယ်။စပန်ဆာကသူ့ရဲ့လက်ထဲကညီပုံကိုခြေလိုက်တဲ့အခါမှာ ဘာမှမရှိတဲ့ပလာကြီးဖြစ်နေတာကိုတွေ့ပြီးတန့်ဩနေပါတော့နဲ့ထို့အခါ၌ပန်နီကမြေပုံကိုကန်ရှိလိုက်ရာမြေပုံဆာရွက်ကပေါ်လာခဲ့ပါတယ်။ထို့သောထို့မြေပုံကိုလည်းသူကလွဲပြီးကျင်တဲ့သူတွေမမြင်ရပါဘူး။စပန်သာတယောက်သူ့လက်နဲ့သူ့ရင်ဘက်ကိုထိနေတဲ့အချိန်မှာတော့သူ့ရဲ့အားနေချက်အာသာချက်တွေပေါ်လာပါတော့တယ်။အကြောက်တရားမရှိချင်းတောင်သက်ရှိပြင်းပြန်ရှိတစ်တာကောင်လက်နဲ့ပြင်းရှိဝင်ကြွားခြင်းတို့ဖြစ်ပြီးအားနေချက်ကတော့မရှိပါဘူး။မာတာကလည်းသိရင်စောနဲ့ သူ့ရင်ဘက်ကိုထိကြည့်လိုက်ပါတယ်။အားသာချက်ကတော့ကရာတေ၊ထိုင်ကြီး၊အကီတိုအကားတိုက်ဘက်တို့ဖြစ်ပြီးအားနေချက်ကတော့အစိတ်ပဲဖြစ်ပါတယ်။အားကြမခံပဲဗန်နီနဲ့ဖရစ်တို့ကလည်းသူ့ရဲ့အားနေချက်အားသာချက်တွေကိုကြည့်ပါတော့တယ်။သူတို့၄ယောက်ထဲမှာဖရစ်ကတော့အားနေဆုံးပဲဖြစ်ပါတယ်။ကိမုတ်အမြင်တော့တမ်မာမှုတွေကသူ့ရဲ့အားနေချက်တွေဖြစ်နေတာကြောင့်ဖရစ်တရားမကျင်မနဲ့ဖြစ်နေပါတော့တယ်။ထို့အချိန်မှာပဲဒီပုံတွေကအရာတွေပြောင်းလဲသွားကြောင်း ။ဗန်နီကပြောနေခဲ့ပါတယ်။ဗန်နီကညီပေါ်တဲကအရာတွေကိုပြောပြနေတော့ပါပဲ။သူတို့ကြားတဲ့ကနေတုံးကြီးကလုံးဖြတ်သွားပြီးပန်ပတ်ရဲ့လူတွေကဆိုင်ကယ်ရင်းနဲ့ရောက်လာတာကြောင့်လေးယောက်သားလည်းမကြည့်ပဲတော့ရဲကိုတန်းနေအောင်ပြေးပါတော့တယ်။ပန်ပတ်ရဲ့လူတွေကလည်းတနတ်တွေတုံးကြီးတွေနဲ့အဆက်မပြတ်လိုက်ပြေးတာပါ။သူတို့လေးယောက်ပြေးနေရင်လည်းရေတကူရှိရာသို့ရောက်တဲ့အချိန်မှာတော့အနောက်ကနေလိုက်ပြေးနေတဲ့ပန်ပတ်ရဲ့လူတွေကိုကြောက်တဲ့စိတ်နဲ့ရေတကူဘော်ကနေခုန်ချကြပါတော့တယ်။ပန်ပတ်ရဲ့လူတွေကလည်း သူတို့နောက်ဆက်မလိုက်တော့ပဲပြန်လှည့်သွားကြပါရဲ့သူတို့လေးရောရေထဲကနေကုန်းပြင်ပေါ်သို့ပြန်တက်လာတဲ့အချိန်မှာတော့မာသားရဲ့ရင်ဘက်ကဒဏ်ရာရထားတာကြောင့်မာသားပြောက်သွားပြီး ကောင်းကင်ဘက်ကအတန်နဲ့သူ မာသားပြန်ပြုတ်ကျလာခဲ့ပါရဲ့ညံကောင်းတဲ့စမန်သာကသူတို့လက်မှာရှိနေတဲ့အရာဟာတတ်သူမဟုတ်ပဲသူတို့အတက်ဆိုတော့ကိုသိရှိသွားခဲ့ပါရဲ့သူတို့လက်ကအမဲတုံးတွေကုန်သွားရင်သူတို့ဂိမ်းအိုဘာဖြစ်သွားမယ်အကြောင်းကိုပါပြောလိုက်ပါရဲ့အဲ့လိုနဲ့ခီးစက်ဖို့ပြင်နေချိန်ဖစ်က ပေါက်တန်သွားခြင်းနဲ့ပြောပါရယ်။တန်နီကလည်းသူ့အောက်ထားတာတရက်ရှိတော်မူဖြစ်ကြောင်းပြောရင်းပေါက်တန်သွားရမယ့်နီလန်ကိုဖရစ်ရှီကတင်ယူနေပါတော့တယ်။တဖက်မှာလည်းဘန်ဘက်ကသူ့ရဲ့ယတနာကိုမရမကပြန်ယူဖို့တူနောက်လိုက်တွေကိုအမိတ်ပေးနေပါတယ်။စပန်ဆာတို့လေယောက်ကလည်းရှင်းအောင်တော့ပြစ်တွေပြောရင်းကျောင်းတော့ကအပြစ်ပေးခံရတာကိုမကျင်းတဲ့ဖေကစပန်ဆာကိုကြောက်ရဲကိုတိုးချလိုက်ပါရဲ့အဲနောက်ကောင်းငင်ကအတန်တန်နဲ့အတူစပန်ဆာပြန်ချလာပြီးအသက်တွေကိုမဖြုံးဖို့ပြောနေပါတော့တယ် သူတို့လေးယောက်ခီးဆက်ကြရင်ကြောက်နေတဲ့မြေပုံတစ်ပိုင်းကိုဆက်လက်ရှာဖွေပါတော့တယ်ခီးဆက်ကြရင်နဲ့မျိုးလေးတစ်မျိုးရဲ့လူထုထက်တဲ့ဈေးကိုရောက်လာတဲ့အခါမှာတော့ဖန်နီကပေါ့ဖို့ရောင်းနေတဲ့လူကြီးစီကကိတ်ဘုတတုံးကိုယူဆနေခဲ့ပါတယ်ဖရစ်ကလည်းပိုက်ဆံနေတဲ့ဖန်နီလက်ထက်ကကိတ်ဘုကိုယူဆလိုက်တာပုံပေါက်တလို့ပောက်ကွဲသွားပြီးကောင်းငင်ဘုကအတန်နဲ့အတူအောက်တို့ပယုတ်ဒုက္ခနဲ့ပြန်ကျလာပါတော့တယ်ဒီအဖြစ်ပြက်တွေကိုပန်ပတ်ရန်ကကမြင်သွားခဲ့ပါတယ်ဖန်နီကအနီးနားကကလေးတယောက်ကို ညီပုံအချောင်းပေးခဲ့ပေမဲ့ကလေးကစပန်ဆာကိုပဲစကားပြောပြီးညီပုံရှိတဲ့နေရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။ကလေးကညီပုံရှိတဲ့ချင်းတော်ကိုပြကားတတိထားပုံမှာခဲ့ပြီးဖတ်သွားခဲ့ပါတယ်။ထိုရှင်းတော်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ Black Mamba လို့ခေါ်တဲ့အစိတ်ပြင်းတဲ့မွေးကြီးတစ်ကောင်ဟာမာတာကိုလှန့်ကိုက်ဖို့ပြင်ပါတယ်။စပန်ဆာလည်းအမြန်ပဲမွေးရဲ့ကောင်ကိုလှန့်ကိုက်ထားပြီးတရိတ်ဆန်အကြောင်းနားလဲ Frick ကမွေးရဲ့အဆွဲကိုချိုးပြီးတော့အဆုံးသတ်ပေးခဲ့ပါတယ်။ဘတ်တီကမွေးရဲ့ချင်းတော်လေးကပစ္စည်းကိုထုတ်ကြည့်ရာ မြေပေါ်အပိုင်းစားမဟုတ်ပဲတဲလိုစားတခုသားဖြစ်နေခဲ့ပါတယ်။အဲ့လိုနဲ့သူတို့လေးဦးပြန်ထွက်လာတဲ့အချိန်မှာတော့ဗန်ဘက်ရဲ့တပည့်တွေနဲ့တွေ့ကြပါတယ်။ထုံးစံအတိုင်းပဲသူတို့လေးယောက်ဟာပြေးကြတာပါ။ပြေးရင်းနဲ့စပန်ဆာနဲ့ဗန်ဘက်ရဲ့တပည့်ကညနေရှင်းဆိုင်ဆုံသွားပြီးစပန်ဆာကပင်လက်ဒီရွေးလိုက်တာ။ဗန်ဘက်ရဲ့တပည့်ကောင်းငင်ဘောကိုရောက်သွားခဲ့ပါတယ်။သူချနိုင်တာကိုသိသွားတဲ့စပန်ဆာဟာဗန်ဘက်ရဲ့တပည့်တွေကိုရှယ်ပလန်နဲ့တီးပါလိရော။တီးနေတဲ့အချိန်မှာပဲတနတ်တန်ရဲ့အတူ ပန်ဘက်ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။ဟယ်လိုဒေါက်တာမင်းငါစီကကျေးဇူးတခုယူသွားတယ်လို့ပြောနေတော့ပါပဲ။သူတို့ကြားတဲ့ကိုအငွေပုံးတစ်လုံးဟာကျလာခဲ့ပါတယ်။သူနောက်လိုက်ခဲ့လို့ပြောပြီးမြေအောက်လိုက်ကိုယ်လေးကိုခေါ်သွားခဲ့တာပါ။ကိုအပေါက်ကနေအပြင်သို့ရောက်တဲ့အခါမှာတော့သူနမဲကအဲလက်ဆိုပြီးမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်ကပန်ဘက်ကတော့စပန်ဆာတို့အဖွဲ့လွတ်သွားတဲ့အတွက်သူတပည့်ကိုဗဇရဲကကင်းမီကောက်ရဲ့အစိတ်တွေကျွေးလိုက်ပါတော့တယ်။ စပန်သားတို့၅ယောက်ကလည်းတယောက်နဲ့တယောက်ရင်းရင်းနှီးနှီးစကားတွေပြောနေကြရင် Alice ကိုဒီဂိမ်းထဲကိုရောက်တာဘယ်လောက်ကြာပြီလဲလို့မေးလိုက်ပါတယ်။ Alice ကနောက်ပိုင်းလောက်ရှိပြီလို့ပြောတဲ့အချိန်မှာတော့အားလုံးကအံ့ဩသွားကြပါတော့တယ်။ Alice ကလေပြစ်ကြပြီးသူ့မှာနောက်ဆုံးအတက်တက်ပဲရှိတော့ကြောင်းပြောလာခဲ့ပါတယ်။စပန်သားကငါတို့အတူကြိုးစားပြီးဒီဂိမ်းထဲကထွက်ကြမယ်လို့ပြောတဲ့အချိန်မှာပဲ။ပန်နီကသူတို့ရှာနေတဲ့အပိုင်းစားက Alice ပြင်မဲ့တိသွားပါတော့တယ်။ အဲ့လိုနဲ့သူတို့ငါရခီးစက်ကြပါတယ်။ရင်မျိုးစုံရှိတဲ့ပို့ဆောင်ရေးအဆောက်အအုံတစ်ခုကိုတွေ့တဲ့အချိန်မှာတော့အထဲကိုခုဝင်မှုပြင်ပါတော့တယ်။အဆောက်အအုံထဲကိုအာယုံလဲပြီးဝင်မယ်ဆိုတဲ့အစီအစဉ်ကိုချပြီးမိန်ကလေးပုံထဲမှာတော့ပန်နီကပြူစံနည်းတွေစတင်ကြေးပေးခဲ့ပါတယ်။ယောက်ျားတွေနဲ့စကားပြောပေါ်အောင်ကြောက်နေတဲ့မှာသာအတွက်တော့ခက်ခဲနေခဲ့ပါတယ်။သပင်ခါနီးနှကန်းကင်နီးအစားရှိတဲ့ပညာတွေကိုမာတာတင်ချပြတဲ့နောက်မှာတော့ပို့ဆောင်ရေးအဆောက်အအုံကို ဆောင်နေတဲ့ကိစ္စနှစ်ယောက်ထံ သွားပါတော့တယ်။တစ်ဖက်ကစပန်ဆာတို့ကလည်း LS ကိုဘယ်နှခုနှစ်ကရောက်လာတာလဲလို့မေးတဲ့အခါမှာတော့ LS က1996ခုနှစ်လို့ပြောလိုက်ပါတယ်။စပန်ဆာတို့ကလည်း LS ဟာဂိမ်းတွေကိုရောက်တာနှစ်20ရှိပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မကြောင်အင်ကြီးကပျောက်ဆုံးနေတဲ့ကလေးဟာ LS ဖြစ်နေတာကိုလည်းသိရှိသွားခဲ့ကြပါတော့တယ်။တစ်ဖက်ကမှာတော့တယောက်ကလည်းအဆောက်တွေကိုမြူဆဲပါတယ်။ဒါပေမဲ့ ပတ္တနီတင်ပြရည်တို့တခုမှမဟုတ်ပဲအလွဲလွဲအျော်ချော်တွေလုပ်နေတာပါဆွဲစားတို့ကလည်းအဆောက်အအုံအထက်ကိုအောင်မြင်စွာနဲ့ဝင်နိုင်လိုက်ပါရဲ့အပြင်ကမာတာကတော့သူ့ရဲ့အားသာချက်ဖြစ်တဲ့အကတိုက်ခွတ်နဲ့အဆောက်နှစ်ယောက်ကိုအမောက်တိတ်လိုက်ပါတော့တယ်အဆောက်အအုံထက်ကအဲလက်စ်တို့ကလည်းရေတွေကိုရွေးအခတ်တွေ့နေတာပါအဲလက်စ်ကသူ့တင်မကိုကြောက်နေခဲ့ကရဟတ်ရင်ကိုမောင်းဖို့စိုးရင်နေပါရဲ့ဘဘရဲ့သူတွေဆိုင်ကယ်နဲ့ရောက်လာတဲ့အချိန်မှာတော့မာတာတို့ဟာ မတော်နေကိုလိုအပ်နေပြီလို့ပြောလိုက်ရပါတယ်။ LS လည်းစိတ်ပြတ်တည်ငြိမ်သွားကရဟတ်ရင်ကိုစတင်မောင်းလာတော့တယ်။ရဟတ်ရင်စမောင်းတဲ့အချိန်မှာပဲဗဘက်ရဲ့တပည့်တွေရဲ့ကြည်ကြံကမောင်းတံကိုထိမိသွားတဲ့အချိန်မှာတော့ရဟတ်ရင်ကအပေါ်ကိုတက်လို့မရတော့ပဲတောင်ကြားထဲကိုထိုးဆင်လာတော့တယ်။ LS တယောက်ရဟတ်ရင်ကိုပြတ်မကျအောင်မောင်းနေပေမဲ့လည်းအပိုင်တို့ချက်တွေကထပ်မံတိုက်ခတ်တာကိုခံနေရတာပါ။စွမ်းစာကလည်းအရေးဆုံးကရဟတ်ရင်မောင်းတံကို အအောင်မြင်မြင်နဲ့တန်နိုင်ခဲ့ပါတယ်။သို့သောဖရစ်ရဲ့အိတ်တွေကရေတနာကပြုတ်ကျသွားခဲ့ပါတယ်။ထို့နောက်အဲလက်စ်ရောက်ဟာတောင်ကြားရဲကိုပြန်မောင်းလာပါတော့တယ်။သူတို့ရောက်လာတဲ့အချိန်မှာတော့ကျန်ရီဟာရေတနာရှိကိုလှည့်ဘက်ကကာကွယ်ထားခဲ့ကြပါတယ်။မတက်တာတဲ့အစုံစပန်ဆာဟာဖရစ်ကိုရဟတ်ရီဘောကနေတိုးချကကျန်ရီကိုအာရုံလှည့်ပြီးရေတနာကိုပြန်ယူနိုင်ခဲ့ပါတယ်။ဖရစ်ကတော့ကျန်ရီနဲ့နာခံရပြီးကောက်ကေဘောကအတန်နဲ့အတူအောက်သို့ပြင်ကျလာခဲ့ပါတယ်။ သူတို့ငါးယောက်အော်အော်မြင်မြင်နဲ့ကြောဖြတ်နိုင်ခဲ့ပေမဲ့လေ LS ကတော့ရှင်းကိုက်ခံရပြီးသူ့ရဲ့နောက်ဆုံးတတူလေးဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်နေပါတော့တယ်။ LS ကို အပြည့်လောကကိုပြတ်ဖို့ပေးရှင်နဲ့ဘန်နီကသူ့ရဲ့အသက်တသက်ကိုပေးပြီး LS ကိုကယ်တင်ပေးခဲ့ပါတယ်။ညနေဆောင်တဲ့အချိန်မှာသူတို့တွေရင်းရင်းနှီးနှီးစကားတွေပြောနေကြပါတော့တယ်။ဆွေဆာကမှသာကိုခနတန်းကလေးကစိတ်ဝင်စားနေကြတာဖြစ်ကြောင်းပြောနေပါတော့တယ်။ညာဘက်ကိုရောက်တဲ့အချိန်မှာတော့ ဂိမ်းရနောက်ဆုံးနေရာကိုရောက်ရှိသွားကြပါတယ်။နောက်ဆုံးအစီအကိုရောက်ရှိတဲ့အချိန်မှာစပန်ဆာဟာရတနာကိုယူပြီးတပည့်ဘော်ကိုတတ်နေတာပါ။တတ်နေရင်ရှင်းတွေကိုတွေ့ပြီးကြောက်ပြီးတော့တပည့်ဘော်ကလည်းပြုတ်ကျသွားခဲ့ပါတယ်။သူကြလာတဲ့အချိန်မှာပဲအောက်မှာစောင့်နေတဲ့ချက်တစ်တွေဝိုင်းကိုက်လို့ကောင်းကင်ဘော်ကအတန်းနဲ့သူအောက်တို့ပြန်ကျလာပါတော့တယ်။အဲ့လိုနဲ့အရှိရှိတိုက်ပတ်နေကြပါတယ်။ ထိုအချိန်မှာပဲဆိုင်ကသမားတွေရောက်လာတာကိုမြင်သွားတဲ့စပန်သားတို့ဟာလူစုခွဲပြီးဗန်ဘက်ရဲ့ဆိုင်ကသမားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။အဲ့အချိန်ဗန်နီကိုဗန်ဘက်ကတစားကန်အဖြစ်ဖမ်းခေါ်သွားခဲ့ပါတယ်။စပန်သားကကြောက်ရွံ့ကြီးကြီးရောက်တဲ့အချိန်မှာပဲဗန်ဘက်ကဗန်နီကိုတနက်နေ့ထောက်ထားကစပန်သားကြီးကယေတနာကိုတောင်းပါတယ်။အဲ့အချိန်မှာတရိတ်ဆန်တို့ရဲ့ဖခင်ရင်ဖရစ်ကစင်ကြီးကိုစီပီရောက်လာပါတော့တယ်။ဗန်ဘက်ရဲ့ချက်တူတွေကစင်ကြီးကိုတိုက်ခိုက်တဲ့အတွက်ဖရစ်တရစင်ပေါ်မှာယေတနာကိုကင်ပြီးတိုက်ပတ်နေတာပါ။ ဖန်ဘက်ကသူ့ရဲ့တနက်နယ်စင်ကြီးကိုပြစ်လိုက်တဲ့အချိန်မှာတော့ဖီကောရေတနာပါလွင့်သွားပါတော့တယ်။အဲ့အခါပတနီနဲ့အဲလက်စ်ကဖန်ဘက်ကိုတိုက်ခိုက်ပါတော့တယ်။စပန်ဆာကလည်းဆိုင်ကယ်မောင်းပြီးကြောက်ရွံ့ချင်းရှိရဲ့တောင်ပေါ်ကိုတက်ပါတယ်။မာတာကတော့ရေတနာကျသွားတဲ့နေရာကိုသွားပြီးရေတနာကိုယူပါတယ်။ဒါပေမဲ့ရေတနာကဖန်ဘက်ရဲ့အဆင့်ရှိရဲ့မွေးရဲကိုရောက်နေခဲ့တာကြောင့်မာတာတတိနဲ့သွားနေရတာပါ။ရေတနာကိုရောက်သွားတဲ့အချိန်မှာပဲဖန်ဘက်ရောက်လာပြီးမွေးရဲနဲ့ချင်းချောက်ပြီးတောင်းပါတယ်။ ရုပ်ထုနာကိုရောက်ခံပြီးစွဲစားကိုတွေ့သွားတယ်မှာသာကအစိတ်ဆိုတာငါ့ရဲ့အားနည်းချက်ပဲလို့ပြောကဘဘရံဝေကိုတက်နေလိုက်ပါတယ်။မာတာလည်းဝေခန့်ခံရတာကြောင့်အသက်သက်သက်ကုန်သွားပြီးကောက်ခေပေါ်ကအတန်နဲ့အတူပြန်ချလာပါတော့တယ်။အချင်းအနေကိုတဘောပေါက်တဲ့စပန်ဆာကလည်းမာတာရဲ့လက်ထဲကယေတနာကိုဖမ်းယူလိုက်ပြီးရုပ်ထုကြီးရဲ့ယေတနာထည့်ရမယ့်နေရာမှာယေတနာကိုထည့်လိုက်ပါတော့တယ်။ဒါပေမဲ့သူတို့ထင်သာတလို့ဘာမှမပြောင်းလဲတော့တဲ့အတွက်ကြောင့်အယံကိုအံ့ဩနေခဲ့တာပါ။ ထို့အချိန်မှာနာရီပြောခဲ့တဲ့သူ့နာမည်ကိုအော်ခေါ်ဆိုတဲ့အရာကိုတတိယသွားတာကြောင့်ဂျူမန်ဂျီလို့သူတို့အော်ခေါ်ကြပါတော့တယ်။ဂျူမန်ဂျီလို့အော်ခေါ်ပြီးချိန်မှာပဲအလင်းရောင်တွေထွက်လာပြီးပမ်ပတ်ကလည်းပြောက်ွယ်သွားခဲ့ပါတယ်။ထို့အခါကားတစ်စီးနဲ့နာရီရောက်လာပြီးသူတို့ကိုကုန်းယူပါရဲလို့ပြောခဲ့ပါတယ်။ထို့နောက်လက်ဆွဲနှုတ်ဆက်ကသူတို့အားလုံးကိုအပြင်လောကကဘာတို့ပို့ဆောင်ပေးလိုက်ပါတော့တယ်။ဂိမ်းတွေကပြန်ထွက်လာတဲ့အချိန်မှာတော့ LS ကိုမတွေ့ရကြငကြောင်အင်းကြီးကိုသူတို့လေယာဉ်သွားရှာခဲ့ပါတယ်။ ဒါပေမဲ့အဲ့အင်ကြီးကအရင်ကတွေ့ခဲ့သလိုမဟုတ်တော့ပဲအလုံးလောက်ပါနေခဲ့တာပါထို့အခါကားတစ်စီးရောက်လာပြီးကားရဲ့ကအဲလက်စ်တိုမီတာစုအိမ်ထဲကိုဝင်သွားကြပါတယ်စပန်သားတို့၄ယောက်ကိုမြင်သွားတဲ့အဲလက်စ်ကသူ့ကို1996ခုနှစ်ကိုပဲပြန်မို့ပေးခဲ့တာဖြစ်ကြောင်းကိုရှင်းပြပြီးသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ပန်နီရဲ့နာမည်ကိုသူ့သမီးရဲ့နာမည်အဖြစ်ပေးခဲ့ကြောင်းပြောလိုက်ပါတယ်နောက်တစ်နေ့ရောက်တော့သူတို့အကြောင်းမှပြန်ဆုံကြပါတယ်အဲနော့စပန်သားကမာတာကိုချစ်တဲ့အကြောင်းပြောပြီး အနမ်းတွေချွေးခဲ့ကြပါတယ်အဆုံးမှာတော့သူတို့လေးယောက်ဟာဂိမ်းဆက်ကိုယူပြီးချက်စီလိုက်ပါတော့တယ်နားစင်ပေကြသူတအူတယောက်ရှင်နေတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်အပတ်တွင်မှာလည်းဇလန်ကောင်းလေးနဲ့အတူပြန်တွေ့ကြပါမယ်နော်